ရှေးပဝေတနီတွေကယနေ့တိုင်တည်ရှိနေတဲ့မြန်မာနိုင်ငံရဲ့အထက်လန်းအောက်လန်းလောကီပညာရပ်များအကြောင်းမြန်မာနိုင်ငံဟာထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့်ရှေးစင်ဆာကလေးကလောကီပညာရပ်တွေဖြစ်တဲ့အထက်လန်းပညာနဲ့အောက်လန်းပညာတွေဟာလူမှုဘဝတွေမှာအနက်ရှိုင်းဆုံးအမြင့်တွေနေခဲ့ပါလိမ့်ဒီပညာရပ်တွေဟာသိပ္ပံနေကြတတ်သိမပြနိုင်ပေမယ့်လူတွေရဲ့ယုံကြည်မှုဒဏ္ဍာရီပုံမြင်တွေဖြစ်ရမှန်ဆိုတဲ့ပြောဆိုမှုတွေနဲ့ပြည့်နှံ့နေပြီးယနေ့ထက်တိုင်ခေတ်စားနေစေပါပဲ။ တစ်ဖက်မှာလည်းပဲကာကွယ်ခြင်းကုစားခြင်းကောင်းကျိုးပေးခြင်းဆိုတဲ့အဖြူရောင်အထက်လန်းပညာရပ်တွေရှိသလိုတစ်ဖက်မှာလည်းဖျက်ဆီးခြင်းဒုက္ခပေးခြင်းဆိုတဲ့အောက်လန်းပညာရပ်တွေဟာလည်းပြိုင်နူတည်ရှိနေပြီးမြမလူမှုအဖွဲ့အစည်းရဲ့အနောက်ဆိုင်ဆုံးယုံကြည်မှုအစိတ်ပိုင်းတစ်ခုအဖြစ်ယနေ့ထက်တိုင်တည်မြဲနေစေဖြစ်ပါသည်ဒီပညာရပ်တွေဟာဘေရင်နက်ခတ်နတ်ကိုွယ်မှုရိုးရာစီးပညာစာရာတွေနဲ့လည်းဆက်ဆက်နေပြီးဒီနေ့ Alpha Wave Media ကနေပြီးတော့စိတ်ဝင်စားစရာပညာရပ်တွေအကြောင်းတင်ဆက်ပေးကြပါမယ်အရင်ဆုံးအောက်လန်းပညာကစာပြောရအောင်ပါ ့မြမအောက်လန်းပညာဆိုတာအများအဖြစ်လူတူတယောက်ဒါမှမဟုတ်အုပ်စုတစုကိုမကောင်းတဲ့ရွယ်ချက်နဲ့ထိခိုက်နစ်နာစေဖို့ဖြက်စီးပစ်ဖို့ရွယ်ပြီးအသုံးပြုတဲ့လောကီပညာရက်တွေကိုဆိုလိုပါရီဒီပညာရက်တွေဟာအများအဖြစ်လှည့်ဝတ်ပြီးလူမသိအောင်လှောက်ဆောင်ကြပါရီမြမလူမှုဘဝမှာအောက်လန်းပညာနဲ့ပတ်သက်ပြီးကြောက်ရွံ့မှုတွေစိုးရိမ်ပူပန်မှုတွေအများရှိနေတတ်ပါရီမြမအောင်လန်းပညာမှာအထင်ရှားဆုံးနဲ့လူအများဆုံးကြောက်ရွံ့ကြတာကတော့အပင်လို့ခေါ်တဲ့ပညာဒါမှမဟုတ်ပြူစားခြင်းပါပဲအပင်ဆိုတာကပိတ်ဆို့ခြင်းအစိတ်တင့်စေခြင်းလို့အဓိပ္ပာယ်ရပြီး ဒီပညာမှာပြူစားလို့သူရဲ့ခန္ဓာကိုယ်တွေဒါမှမဟုတ်သူပိုင်ဆိုင်တဲ့အစားအသောက်အဝတ်ထည်အသုံးဆောင်ပစ္စည်းတွေကိုအောက်လန်းနီးနဲ့စီရင်ထားတဲ့ပစ္စည်းတွေကိုလှည့်ဝတ်ထည့်သွင်းတာမျိုးဖြစ်ပါတယ်ဒီပစ္စည်းတွေဟာသပင်၊သရေ၊တက်တဝါရဲ့အမွေဒါမှမဟုတ်ဂါရာမန်တွေနဲ့ရေးဆွဲထားတဲ့အင်းရိုင်စာရွက်အပိုင်းစာတွေလည်းဖြစ်နိုင်ပါတယ်ရည်ရွယ်ချက်ကတော့ပြူစားခံရတဲ့သူကိုထူးဆန်းတဲ့ယောဂါတွေဖြစ်စေတာမျိုးစိတ်ပိုင်းဆိုင်ရာထိခိုက်ပြီးယူသွတ်သွားစေတာမျိုးစီးပွားပျက်စီးစေတာမျိုးအိမ်တော်ကြီးပြုတ်ကွဲစေတာစားတဲ့ဆိုးကျိုးတွေပေးဖို့ပါပဲ ပြူစားခံရသူဟာအပင်ပြည့်စီတွေကိုစားမိတောင်းမီရင်ဒါမှမဟုတ်အထိတွေ့မီရင်ကျန်းမာရေးချို့ရင်းတာထူးဆန်းတဲ့ယောဂဝေဒနာခံစားရတာစိတ်အခြေအနေမမှန်တာမျိုးတွေဖြစ်တတ်တယ်လို့ယုံကြည်ကြပါသည်။ဇုံပညာဆိုတာဘရလောကသားရီဥပမာတရေတစီနတ်ပြိတ္တာရီနဲ့ဆက်သွယ်ပြီးသူတို့ကိုအမိန်ပေးစေခိုင်းကတပါးသူကိုဒုက္ခပေးတာဒါမှမဟုတ်သီစီရာမျိုးထိပြုလုပ်တတ်တဲ့ပညာရည်တွေဖြစ်တယ်လို့ယုံကြည်ကြပါသည်။ဇုံပညာရှင်တွေဟာအမောင်တုနဲ့နီးစပ်ပြီးဇိုးရွားတဲ့ရွယ်ချက်တွေနဲ့လုံးဆောင်လေးရှိတယ်လို့လူအများကယူဆကြပါသည် ်လူဒီကောင်ဒီနဲ့ဆက်နွယ်တဲ့အစီအရင်ဒီသို့မဟုတ်စုံမီထွန်ချင်းဘရာလောကသားတွေကိုပူဇော်ခြင်းတို့နဲ့အတူကျောင်းမတ်ဖွေရာဂါရာမန်နန်ဒီရုပ်ဖတ်တာမျိုးတွေပါဝင်ပါတယ်ဒါအပြင်အစိမ့်မော်ပညာလူမျိုးပညာရည်များလည်းရှိပြီးတော့အစိမ့်ရှိတဲ့အပင်တွေဒလိစန်ရဲ့အစိမ့်ပိုင်းတွေဒါမှမဟုတ်အေဝက်စန်းကျဲတဲ့ဓာတ်ပစ္စည်းတွေကိုအသုံးပြုပြီးယောဂဖြစ်စေတာမျိုးအသက်သေစေတာမျိုးဒါမှမဟုတ်စိတ်ရယုံချောက်ချားစေတာမျိုးစားရမကောင်းတဲ့ယူရချက်တွေနဲ့ပြူစားချိန်စာတိုက်တက်ကြရလို့ယုံကြည်ကြပါရီအော်လန်ပညာရဲ့နဲ့ပတ်သက်လို့တွေးရှိထားတဲ့ နာမည်အကြီးဆုံးနဲ့လူစိတ်ဝင်အစားဆုံးအရာတွေကတော့ဒါတွေပါပဲဒီတော့အထက်လန်းပညာဘက်ကိုသွားရောက်မှာမြန်မာနိုင်ငံမှာအထက်လန်းပညာဆိုတာကလူတွေကိုဘေးအန္တရာယ်ကနေကာကွယ်ဖို့မကောင်းတဲ့အရာတွေကိုခြေဖြတ်ဖို့ကောင်းကျိုးချမ်းသာရစေဖို့ဒါမှမဟုတ်ယောဂဗျာတွေကနေကုစားပေးဖို့စားရတဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့အသုံးပြုတဲ့ပညာရက်တွေပဲဖြစ်ပါတယ်ဒီပညာရက်တွေဟာမြန်မာဗုဒ္ဓဘာသာရဲ့မြစ်တာဂိယုနာတရားတွေနဲ့လည်းနှိစပ်ပါတယ်မြန်မာနိုင်ငံမှာအထင်ရှားဆုံးအထက်လန်းပညာတွေကတခုကတော့ရည်ရွယ်ချေခြင်းပါပဲ ကန်စိုးမှုမောင်ကြာနေတယ်လို့ခန်းစားရတဲ့အခါဒါမှမဟုတ်လုပ်ငန်းကင်ကန်းတွေအဆင်မပြေတဲ့အခါကန်ကြမ္မာကိုပြောင်းလဲနိုင်မှုအတွက်ဘီရင်စရာရီနက္ခတ်ပညာရှင်တွေရဲ့ညွှန်ကြားချက်အတိုင်းပြုလုပ်တဲ့အစီအရင်တွေဖြစ်ပါရည်ရည်ရွယ်ချက်ကတော့မကောင်းတဲ့ကန်ကြမ္မာစိုးရီကိုနှောင့်နှေးစေဖို့ပြက်ပြယ်စေဖို့ဒါမှမဟုတ်ကန်ကောင်းခြင်းတွေကိုစောင့်ခြင်းပေးဖို့ပဲဖြစ်ပါရည်ရရရှိတဲ့နီလန်းတွေကတော့အမျိုးမျိုးရှိပါရည်ဥပမာတတ်မှတ်ထားတဲ့အရက်ကိုလှည့်ပတ်တာတတ်မှတ်ထားတဲ့အရေးအတွက်အတိုင်းကိုအလှူဒါနပြုတာဖျားတေတာတစ်ပင်ဆိုင်တာဒါမှမဟုတ် နန်းကူကနန်းလိုမျိုးအင်းရိုင်လက်ဖွဲ့အဆောင်တွေကိုစောင့်ထားတာမျိုးဒါရီပါဝင်ပါတယ်မြန်မာသမိုင်းမှာဆိုရင်နိုင်ငံအကြီးအကဲတွေကတော့မှဘေးရင်ရရာတွေကိုအခြေခဲ့တယ်ဆိုရဲပြောဆိုမှုတွေမှတ်တမ်းတွေလည်းအများကြီးရှိခဲ့ပါတယ်ယနေ့လက်ရှိအချိန်ထိလည်းယုံကြည်နေကြစေပါဗုဒ္ဓဘာသာရဲ့ထုံးနှံစင်လာရာပရိယွတ်ချင်းမေတ္တာပို့သခြင်းဟာလည်းမကောင်းတဲ့ຢာတွေကိုဖယ်ရှားနိုင်ပြီးကောင်းကျိုးချမ်းသာကိုဖြည့်ထွန်းစေနိုင်တယ်လို့မြန်မာလူမျိုးတွေကခိုင်ခိုင်မာမာယုံကြည်ကြပါတယ်ရည်ရွယ်ချက်ကတော့ဘေးရန်ရဲ့ကင်းဖို့ယောဂဗျာကင်းဝေးဖို့စိတ်အေးချမ်းသာဖို့ ဒါမှမဟုတ်အောက်လန်းပညာနဲ့မကောင်းဆိုးဝါးရံကနေကာဝယ်ဖို့ပဲဖြစ်ပါလိမ့်။ဘုံကြီးเจ้าနေမှာအိမ်ဒီမှာပရိတရားပွဲတွေကျင်းပါတာလူချင်းစီပရိရွတ်ဖတ်တာဒါမှမဟုတ်ဒုက္ခရောက်နေသူတွေကိုယူရပြီးမေတ္တာပို့သတာမျိုးတွေပြုလုပ်ကြပါလိမ့်။အချို့တရားတော်တွေဖြစ်တဲ့အာရဏာတိယတုတ်နဲ့မဟာအတမယတုတ်တို့ဟာမကောင်းဆိုးဝါးတွေကိုနှင်ထုတ်နိုင်စွမ်းရှိတယ်လို့ဂျန်ကန်ဒီမှာဖော်ပြထားပါလိမ့်။ AI လက်ဖွဲ့မန်နံဂါရာများဟာလည်းအထက်လန်းပညာရေးရဲ့အစိပ်ပိုင်းတွေဖြစ်ပြီးကိုကိုကိုကာဝေဖို့ဇီဝဥစ္စာတို့တက်ဖို့ခြေရည်အဆင်ပြေဖို့ဒါမှမဟုတ်မကောင်းတဲ့အောက်လန်းပညာကိုပြန်လဲခုခံမှုအတွက်အသုံးပြုကြပါလိမ့်ခန္ဓာကိုယ်မှာဆီးမင်ညောင်ထိုးတာအိတ်ထဲမှာဆောင်ထားတာအိမ်တကာဝမှာချိတ်ဆွဲတာမျိုးတွေကိုလည်းပြုလုပ်ကြပါလိမ့်ဒါအပြင်မြန်မာနိုင်ငံရဲ့အထက်လန်းပညာတွေထဲမှာစိတ်ဝင်စားစရာဇောကြီးပညာလို့ခေါ်တဲ့လောကီတက်ပညာတမျိုးဟာလည်းပဲထင်ရှားကျော်ကြားပြန်ပါလိမ့် ဇော်ကြီးပညာဆိုတာဟာလောကီတဲ့ပညာမျိုးစားဖြစ်ပြီးမြန်မာရိုးရာလောကီပညာရဲ့တစ်ခုဖြစ်တယ်လို့ဇေဝါဓာတ်လုံးအဲ့ဒီရဲ့ပညာတွေနဲ့ဆက်ဆက်နေပါသည်ရွေချက်ကတော့အသက်ရှိတာနုပြူရာခနာကိုကိုစွမ်းအင်အင်းနဲ့ပြည်စုံစီတာအထက်လန်းဓာတ်လုံးနေစီရင်တာစားရဲ့ရွေချက်တွေနဲ့လေ့လာလိုက်စားကြပါသည်ဇော်ဂျီရီဟာတောတောင်နေထဲမှာတရားကျင့်ကြရင်ဓာတ်ပညာရည်တွေကိုလေ့လာရတယ်လို့လည်းယုံကြည်ကြပါသည်။နောက်ထပ်မြန်မာနိုင်ငံမှာနာမည်ကြီးတဲ့အရာတစ်ခုကတော့အထက်လန်းပညာရဲ့ကဏ္ဍကွဲတစ်ခုဖြစ်တဲ့ရွှေရင်ကျော်ပညာဟာလည်းပဲမြန်မာနိုင်ငံမှာအင်မတန်မှနာမည်ကြီးပါသည်။ ရွှေရင်ကျော်ဂိုင်းပညာဆိုတာမြတ်စွာဘုရားရှင်လက်ထက်တော်ကလေးကရှိခဲ့တယ်။ဝိဇာပညာရည်တည်တွေကတမျိုးပါဝင်ဖြစ်တယ်လို့သိရပါတယ်။အောက်လန်းပညာ၊ဆုံးပညာ၊ကဝီပညာ၊ရွာသူပညာစားရတဲ့အတတ်ပညာတွေကိုသင်ယူတက်မြောက်ထားတာရှိသလိုအဆိုပါပညာရည်တည်ကိုကျင့်ကြံပြီးလူတွေကိုတိုက်ခိုက်နှောက်ယှက်တဲ့အခါမှာအဲ့ဒီရွှေရင်ကျော်ဂိုင်းပညာရက်ကကုသပျောက်ကင်းအောင်ပြုလုပ်ပေးကြပါတယ်။ရွှေရင်ကျော်ပညာရည်တည်ရဲ့ရည်ရွယ်ချက်တွေဟာ သူတို့ကောင်းတွေပေါ်ထွန်းလာဖို့အတွက်မကောင်းတဲ့ဒုစရိုက်လောကသားတွေပပျောက်စေဖို့အတွက်ခုနှစ်ရက်သားသမီးအပေါင်းကိုသူတို့ကောင်းလမ်းစဉ်ကိုရှောက်တင်ပေးဖို့စရာရီပါဝင်တယ်လို့သိထားပါရီဒီကောင်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာအဲ့လိုမျိုးထူးခြားတဲ့လောကီပညာရက်တီလောကတဲ့ပညာရက်တီဟာရှေးစင်စက်ခရေကတည်ရှိခဲ့ပြီးအထက်တန်းနဲ့အောက်လန်းပညာရက်တီအနေနဲ့မြန်မာလူမှုဘဝရဲ့ယုံကြည်မှုအစိတ်အပိုင်းတစ်ခုအဖြစ်ခိုင်ခိုင်မာမာကိုနေရာယူနေစေဖြစ်ပါရီဒီပညာရက်တီအနေနဲ့သိပ္ပံနေကြတတ်တည်မပြနိုင်ပေမယ့်လူရည်ရဲ့စိတ်ပိုင်းဆိုင်ရာမှာလုံခြုံရေး ကုစားရေးနဲ့မျောလင်းချက်တွေကိုဖြည့်ဆည်းပေးနိုင်နေဆိုပြီးတော့ဆက်လက်ယုံကြည်နေကြတာဖြစ်ပါတယ်မြမယဉ်ကျေးမှုဓလေ့တွေကိုလေ့လာတဲ့အခါမှာဒီ logi ပညာရဲ့တရအခန်းကဏ္ဍဟာအရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါဝင်နေစေဖြစ်ကြောင်းကိုလည်းတွားရောက်လေ့လာကြည့်တဲ့အခါမှာကိုယ်တိုင်မေးသိရှိနိုင်ပါလိမ့်မယ်ပရိသတ်ဒီနေနဲ့လည်းကျွန်တော်ပြောဖို့ကြံရှိနေသေးတဲ့ logi တဲ့ပညာရဲ့တွေလောကတဲ့ပညာရဲ့တွေရှိနေသေးလို့ရှိရင်ကွန်မန့်မှာပြောပြသွားနိုင်ပါတယ်ခင်ဗျာဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုမပြတ်တမ်းတင်ဆက်ပေးနေမယ့် Alpha Wave Media ကိုလည်း Like and Follow လုပ်ပြီးတော့ဆက်လက်ဆောင်ကြည့်ဖို့အတွက်မမေ့ပါနဲ့။ အတူတူလိုက်ပါစီမြော်ရင်အစုံကြီးကြည့်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ